ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရစေ။အာဟုချိုးလို့ပြောလိုက်တာနဲ့ဘရာသာတို့ဘာကိုအရင်ဆုံးပြင်းမြင်ကြလဲ။ဒီနေ့ကျွန်တော်ပြင်းမြင်နေတဲ့အရာတွေကတော့ Now to Universe ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ Fuin Jitsu သို့မဟုတ် JP Jitsu တွေပဲဖြစ်ပါတယ်။ Fuin Jitsu တွေက Now to Universe ရဲ့အရေးပါအရာရောက်တဲ့ Jitsu အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ဒီ Jitsu တွေကို series တစ်လျှောက်လုံးမှာအချိန်အကြေအတွက်နည်းနည်းနဲ့သာမြင်တွေ့ခဲ့ရပါတယ်။လေဂျင်မြရှင်တို့စစ်ပွဲရောက်မှသာ Aero version တွေကို JPEG ဖို့ JPEG ကျစုအမြောက်အများကိုခြားပြခဲ့တာပါ ဂျိပရတဲ့ပြိုင်ဘက်ကအင်အားကြီးမားလေလေအသုံးပြုရတဲ့ဂျိပကျစ်စုတွေကလည်းပို့ပြီးအဆင့်မြင့်နေမှာသာအဆင်ပြေပါလိမ့်မယ်။အခုလက်ရှိအချိန်ထိဆိုရင် Naruto Universe မှာဂျိပနိုင်တဲ့ကျစ်စုပေါင်းဟာ100ကျော်တောင်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒီလိုရှားနဲ့ချီပီတီးရှိနေတဲ့ဂျိပကျစ်စုတွေရဲ့အလုံးလုံးတဲ့ပုံစံကလည်းတစ်ခုနဲ့တစ်ခုမတူကွဲပြားကြပါတယ်။ဝိညာဉ်ကိုဂျိပတာနဲ့ Chakra ကိုဂျိပတာအပြင်အခြားအရာပေါင်းများစွာကိုလည်းဖူးရင်ကျစ်စုနဲ့ဂျိပနိုင်စွမ်းရှိပါတယ်။စေဝဲစားစရာကောင်းတဲ့မေကွန်းတစ်ခုကတော့ဘဲဂျိပိတ်ကျစုကအကောင်းဆုံးနဲ့အကျဉ်းဆုံးဖြစ်နေမလဲဆိုတာပါပဲ။ ဒါကြောင့်ဒီနေ့မှာတော့အကျဉ်းဆုံး Fuin Jisu ဆယ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်။ကျွန်တော်ရဲ့အစင်သက်မဲ့ဗီဒီယိုတိုင်းက Powers and Availability တွေကိုပဲပြောတာမဟုတ်ဘဲအဲ့အကျဉ်းအရာနဲ့ပတ်သက်တဲ့ origin တွေကိုပါတခါတည်းရှင်းပြတာကြောင့်နည်းနည်းတော့ရှင်းလျားထွေဖျားလေးရှိပါတယ်။ဒီလိုရှင်းလျားပြီးထွေဖျားနေတဲ့ကျွန်တော်ရဲ့ content တွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ပြီးခဲစားဖို့တောင်းဆိုချင်ပါတယ်။ Fuin Jisu ကိုအခြေခံတဲ့နေရာမှာတည်မင်းကြားနဲ့ pyramid တွေပါပါဝင်ခဲ့တာကြောင့်အတော်လေးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ နောက်ထူ universe ကိုအခြေခံထားတဲ့ availability rate ကတော့အကျဉ်းအဖြစ်ဆိုရင်နေကျစုနဲ့ကံကျစုဆိုပြီးနှစ်မျိုးကွဲပါတယ်။နေကျစုတဲမှာမှာပိုပြီးရှုပ်ထွေးတဲ့ကျစုကတော့ foreign ကျစုပဲဖြစ်ပါတယ်။ဒီနေ့ video ထဲမှာပါဝင်သွားမဲ့ foreign ကျစုတွေအကုန်လုံးကတော့အရင်အရင် powerful ဖြစ်တဲ့ချိတ်ပိတ်ကျစုတွေပဲဖြစ်ပါတယ်။ဒီနေ့ video ရဲ့နံပါတ်10နေရာမှာရောက်ရှိနေခဲ့တဲ့ foreign ကျစုကတော့ four red yan formation လို့ခေါ်တဲ့ကျစုတစ်ခုပဲဖြစ်ပါတယ်။ Fall Crimson Reformation ကြီးကထန်းချေးကိုတားဆီးဖို့ထုတ်သွင်းခဲ့တဲ့ကျဆုတစ်ခုဖြစ်ပေမဲ့ထန်းချေးကိုတော့အပြေအဝမတားဆီးနိုင်ခဲ့ကြပါဘူးဒီလိုမတားဆီးနိုင်ခဲ့တဲ့ကျဆုကိုမှဘာကြောင့်နံပါတ်10နေရာမှာထားထားရတာလဲဆိုတဲ့မေးခွန်းကိုကျွန်တော်အခုဖြေပေးသွားပါမယ်တကယ်တော့ဒီချစ်စုကိုထုတ်သုံးခဲ့တဲ့ UI ချက်ကထန်းသေးကိုတားဆီးဖို့ဆိုတာမျိုးထက်ထန်းသေးစီကနေထွက်ပေါ်လာမဲ့ TV spawn ကိုတားဆီးဖို့ထုတ်သုံးခဲ့တာမျိုးပါ။ဒီအတားဆီးကြီးကထန်းသေးရဲ့အပြတ်စွမ်းအကြီးမားတဲ့ TV spawn ကိုတောင်းကာကွယ်ပေးနိုင်ခဲ့ပါတယ်။ Four Christian Reformation ကိုပုံဖော်နိုင်ဖို့အတွက်စုစုပေါင်းလူ၄ယောက်လိုပြီးအဲ့လူ၄ယောက်ကလည်းခါခဲ level ရှိတဲ့ရှင်လူပြည်တွေဖြစ်ရပါမယ်။ခါခဲအစစ်မီတဲ့ criteria တွေအကြောင်းကိုလည်းကျွန်တော်အနေနဲ့ဒီ video ထဲမှာရှင်းပြပေးထားတာကြောင့်အသေးစိတ်သိချင်ရင်တော့သွားပြီးကြည့်နိုင်ပါတယ်။ခါခဲ level တစ်ခုကိုရောက်ရှိသွားရင် chakra control ဘိုင်းကလည်းပြောစရာမလိုတော့အောင်ကောင်းမွန်လာတာကြောင့်ဒီလိုအတားအဆီးမျိုးတွေကိုဖန်တီးလာနိုင်ပါတယ်။ Four Crystal Reformation ဆိုတာ Four Flame Formation ထပ်ပို့ပြီး powerful ဖြစ်တဲ့ version တစ်ခုပဲဖြစ်ပါတယ် Fall Flame Formation ကိုတော့အတန်နင်တာရီက Orochimaru နဲ့ Hiruzen တို့ကိုတားဆီးပိတ်ပင်ဖို့အတွက်အသုံးပြုခဲ့ပူပါတယ်။ Soul for အဖွဲ့ဝင်တွေထက်ခါခဲလျောက်ကပူပြီး powerful ဖြစ်တာကြောင့် Four Crystal Ray Formation က Four Flame Formation ထက်ပူပြီးကျန်းနေခဲ့ပါတယ်။ Crystal Ray တွေရဲ့အမြင့်ကိုကြည့်မယ်ဆိုရင်လည်းကောင်းကင်အထည်မြင့်တာမျိုးဖြစ်လို့ဘသူကားမှလည်းအတားအဆီးရဲ့အပြင်ကိုမထွက်နိုင်ကြပါဘူး။ဒါကြောင့်ဖန်တီးတဲ့လူလေးယောက်ထဲက Hashirama ကပဲအထဲကလူတွေကိုအပြင်ပို့တာအပြင်ကလူတွေကိုအထဲကိုတွင်းတာမျိုးတွေလုပ်ဆောင်နိုင်ပါတယ်။ ဒီဂျေဆုကအရန် powerful ဖြစ်နေတာမှန်ပေမဲ့ပြဿနာကဂျိပေဂျေဆုဆိုတာမျိုးထက်အတားအဆီးပုံစံမျိုးသာဖြစ်ပါတယ်။ classification အရ for crystal formation ကြီးက full ဂျေဆုစည်ရင်းဝင်နေပေမဲ့လက်တွေ့မှာထန်းတေးကိုတားဆီးုံတာတားဆီးနိုင်ခဲ့ပါတယ်။နောက်ထပ် anecdote တစ်ခုကတော့ဒီဂျေဆုကို individual area အသုံးမပြုနိုင်ဘဲခါခဲ level ရှိတဲ့လူလေးယောက်ကအတူတူပူးပေါင်းပြီးအသုံးပြုကြရပါတယ်။ဒီဂျေဆုကိုတော့ Hashirama Hiruzen Bina Tho နဲ့ Tobirama တို့က၄ချိန်မြောက်ရှင်တို့ပြီးစစ်ပွဲအတွင်းမှာထန်းတေးကြီးကိုတားဆီးဖို့အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့်လိုအပ်ချက်ကလည်းအရင်များပြီး Fluent Jesus စစ်စစ်လည်းမဟုတ်တဲ့ Four Crystal Formation ကတော့ဒီနေ့ဗီဒီယိုရဲ့နံပါတ်10နေရာကိုရောက်ရှိနေခဲ့ပါတယ်။နံပါတ်9နေရာမှာရောက်ရှိနေခဲ့တဲ့ Jesus ကတော့ဂါရဝတီယောက်ခဏခဏအသုံးပြုခဲ့တဲ့ Grandson Mausoleum စီးပဲဖြစ်ပါတယ်။ဒီ Jesus ကလည်းနံပါတ်2ခုရှိပြီးနောက်တစ်ခုကတော့ Desert Lea Imperial Funeral Sea လို့ခေါ်တာကြောင့် Fluent Jesus ရဲ့နာမည်ကများသောအားဖြင့်တော်တော်လေးရှည်လျားတဲ့နာမည်တွေကိုပိုင်ဆိုင်ထားခဲ့ကြပါတယ်။ဒီဂျေဆုကိုတော့ဂါရာနဲ့ရှုခါခူရောကသူတို့ရဲ့ availability တွေကိုအတူတူပေါင်းစပ်ပြီးအသုံးပြုကြရပါတယ်။ ဂါရာကမာဒရာနဲ့ဥရာရှိကီတို့ကိုချိန်ပိတ်ဖို့ Grand Sand Mausoleum စီကိုအတိုးပြုခဲ့ပေမဲ့နှစ်ချိန်စလုံးမှာအဆင်မပြေခဲ့ပါဘူး။မာဒရာကိုချိန်ပိတ်ဖို့ကြိုးစားတဲ့အချိန်မှာတော့ရှူခါကူကပါဝင်ခဲ့ပြီးဥရာရှိကီကိုချိန်ပိတ်တဲ့နေရာမှာတော့ရှူခါကူကမပါဝင်တော့ပါဘူး။အတိုးပြုတဲ့ပုံစံကတော့ဂါရာအနေနဲ့ရှူခါကူအနေနဲ့သူတို့ရဲ့ Magnet Release ကိုအတိုးပြုပြီး Terry ကိုထိန်းချုပ်ကရန်သူကိုပရမစ်သို့မဟုတ်ကူကြီးတစ်ခုအနေနဲ့ချိန်ပိတ်လိုက်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ဒီပုံစံကအပြင်းအထန်ကျင့်တော့ချီပါကူထန်းစင်နဲ့စင်တူနေပေမဲ့အလုတ်လုတ်တဲ့ပုံစံကတော့မတူကွဲပြားပါဗျ။ ခြေပါကုထန်းဆဲကကြတော့ black hole တစ်ခုနဲ့အတူ gravity တစ်ခုကိုဖန်တီးပြီးကြောက်ဆိုင်ကြောက်သားတွေကိုဆွဲငင်စုဆောင်းတဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ Grand Sand Mausoleum C ကတော့ Gara ရဲ့ magnetic release ကိုအသုံးပြုပြီး terrain ရဲ့တည်သေးစားကိုတန်ပေါင်း4000လောက်အထိမြင့်တင်ရင်ရတုကိုခြေပိတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ DS ဆင်ဟာရတုရဲ့ရုပ်ပိုင်းဆိုင်ရာကိုတာခြေပိတ်နိုင်သေးပြီးရတုရဲ့ chakra တွေကိုခြေပိတ်နိုင်ဖို့ Gara က premium မှာ ceiling test တွေကိုထည့်ပေးရပါတယ်။ ီလိုပရမစ်ကြီးတွေကရန်သူတိုင်းရန်သူတိုင်းကိုသူတို့ရဲ့နောက်ဆုံးနားခိုရာအဖြစ်သတ်မှတ်ပေးနိုင်စွမ်းရှိပါတယ်။ဂါရာကသူ့ဘာသာသူဆိုရင်ပရမစ်ကြီးကိုသာပြီဆောက်နိုင်ပြီးရှုခါကူရှိမာဒါလျင်ဆီလင်ထက်ရွေကိုထဲသွင်းအသုံးပြုနိုင်တာမျိုးဖြစ်သွားတယ်။ဆီလင်တန့်တွေကိုတော့ရှင်နိုဘီယူနီဗာစ်မှာဂျူဝင်းကျဆုလို့ခေါ်ဆိုပြီးချိန်ပိတ်အမှန်အတားဖြစ်သတ်မှတ်ထားကြပါတယ်။အိုရိုချီမာရုရဲ့ချိန်စာအမှန်အတားတွေကလည်းဂျူဝင်းကျဆုနဲ့ဖူရင်းကျဆုတို့ကိုပေါင်းဆက်ဖန်တီးထားတာမျိုးဖြစ်ပါတယ်။ ရှိကားကူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမှန်အတားတွေကလည်းဂျူရင်းကျဆူတွေဖြစ်ပြီးတဲရဲ့အလေးစိနဲ့တိတ်တဲစားကိုလို့တို့ထိန်းချုပ်နိုင်စွမ်းရှိစေပါတယ်။နောက်ထိုတရရှိခန်းကူရဲ့ magnet release ကိုအသုံးပြုပြီးဖန်တီးတဲ့ magnet release ရာဆင်ကမ်းမှာလည်းဒီလိုဂျူရင်းကျဆူအမှန်အတားတွေကိုမြင်တွေ့ကြရပါတယ်။ရှိကားကူလိုမျိုးထေးပီးစတကောင်မှာပါဝင်တဲ့ဂျူရင်းကျဆူတွေကိုအသုံးပြုထားတဲ့ fluorine ကျဆူတိုင်းကဖြက်စီးလို့မရနိုင်လောက်တဲ့အထိ powerful ဖြစ်လွန်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဇလိုက်ကျော်ကြီးမာဂျရာကတော့ဂါရာရဲ့ပရီမစ်ကြီးကိုစူဆာနိုနဲ့တင်ဖြက်စီးပြတာသွားခဲ့ပါတယ် ဥရာရှိကီကိုစီးခဲ့တဲ့ကာရာရဲ့ပရီမီကာရှုခန်းခူးရဲ့ဂျူရင်းကျစုမပါဝင်ခဲ့တာကြောင့်나이အနှဲငယ်လောက်သာထိန်းချုပ်ထားနိုင်ခဲ့တာပါ။ဘာပဲဖြစ်ဖြစ်ကာရာနဲ့ရှုခန်းခူးရဲ့ဖူရင်းကျစုတခုကရှပူဒန်ရဲ့ဖိုင်နယ်ဘော့စ်ကိုလည်းဆူဆာနိုထုတ်သုံးအောင်ထိပြားပေးနိုင်ခဲ့တယ်လို့ဥရာရှိကီလိုမျိုးအိုဆူစကီတပါးကိုတောင်나이နဲ့ချီပြီးချအောင်ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့်တော်တော်လေး powerful ဖြစ်လွန်ပါတယ်။ဒါကြောင့်ဒီလို powerful ဖြစ်တဲ့ဖူရင်းကျစုကိုကျွန်တော်ကဒီနေ့ဗီဒီယိုရဲ့နံပါတ်9နေရာမှာထားထားလိုက်ပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်၈နေရာမှာရောက်ရှိနေခဲ့တဲ့ဖူရင်ဂျဆုကတော့ခွန်နိုဟာမှာရောက်ရှိနေပေမဲ့ခွန်နိုဟာကမဟုတ်တဲ့ဂျဆုတစ်ခုပဲဖြစ်ပါတယ်။ဒီဖူရင်ဂျဆုတွေကတော့ဂျဆုတစ်ခုဆိုတာထပ်ပိုတဲ့ပစ္စည်းတွေဖြစ်ကြတယ်။ဗန်နီဟီဆာကိုနဲ့ခွန်အားခုလိုဂျိုဟဲလို့ခေါ်တဲ့လျှက်စီးတိုင်းပြည်ကစစ်ဖက်ဝက်ပွန်နှစ်လက်ပဲဖြစ်ပါတယ်။ဒီလက်နဲ့နှစ်ခုစလုံးကအရာဝတ္ထုတွေကိုအတူတူချိန်ပိတ်နိုင်ကြတယ်ဆိုပေမဲ့ခွန်အားခုလိုဂျိုဟဲကပူပြီး S1 ထက်တယ်လို့သိထားရပါတယ်။ဗန်နီဟီဆာကိုကိုတော့တခုတည်းအသုံးပြုလို့မရပဲနောက်ထပ်စေဖို့စစ်ဘက်ဝက်ပွန်တွေနဲ့တွဲဖက်အသုံးပြုရပါတယ် အဲ့လနဲ့တွေကိုတော့ခိုးခင်းဂျိုနဲ့ရှီချီစေကန်လို့ခေါ်ဆိုပြီးအဲ့ပစ္စည်း၃ခုကိုပေါင်းစပ်လိုက်ရင်တော့ခူဟာခုနိုချိုဟဲနဲ့တူညီတဲ့ဂျေပိတ်နိုင်စွမ်းကိုရရှိပန်းဆိုင်နိုင်ပါတယ်။ဗနီဟီစာကိုဆိုတာခိုးထိုးထာမလို့ခေါ်တဲ့စကလုံးရဲ့ဝိညာဉ်ကိုမှတ်တမ်းတင်ထားနိုင်စွမ်းရှိတဲ့ပူးတိချောက်တစ်လုံးပဲဖြစ်ပါတယ်။စကလုံးရဲ့ဝိညာဉ်ဆိုတာဟမ်မဖုန်းလို့ခေါ်တဲ့အတုံးများတဲ့စကားအတန်တူတဲ့စကားတွေကိုဆိုလိုပါတယ်။အဲ့စကားတွေကိုဆွဲထုတ်နိုင်ဖို့အတွက်ခိုးခင်းဂျိုလို့ခေါ်တဲ့ဂျိုတွေကိုအသုံးပြုရပြီးဆွဲယူလိုက်တဲ့စကားတွေကိုဖျက်ထောက်ဖို့ရှီချီစေကန်လို့ခေါ်တဲ့ဒါရလက်ကိုအသုံးပြုရပါတယ်။ ဒီလုပ်ငန်းစီပြီးသွားရင်တော့ပြောနေကြစကားကိုပြောတဲ့လူတိုင်းကဘနီဟီဆာကိုရဲမှာပြောနေကြစကားကိုမပြောင်းလဲနိုင်တည်း၍ဂျိတ်ပိတ်ခံနေချရမှာမျိုးဖြစ်ပါတယ်။ဒီဘူးတိကျောက်ကြီးရဲ့ဆုပ်ယူနိုင်စွမ်းကိုအတီးအကျမသိတာကြောင့်မာတရာနဲ့ခကူရာတို့လိုမျိုးခရိုက်တာကြီးတွေကိုတောင်စကလုံးတွေနဲ့ဂျိတ်ပိတ်နိုင်စွမ်းရှိနေနိုင်ပါတယ်။ဒီလက်နက်ကြီးတွေကို Safer Super လို့တိထားကြတဲ့ဟာကူရိုမိုကိုရိုင်းကအသုံးပြုခဲ့ပါတယ်။ဘနီဟီဆာကိုနဲ့တူတဲ့ဆေးလက်နက်တစ်ခုကတော့ခူဟာကုနိုချိုဟဲဖြစ်ပြီးဂျိတ်ပိတ်တာချင်းတူရင်တော့ဘူးတိကျောက်ထက်တော့ပိုပြီးအသုံးပြုရလွယ်ကူစေပါတယ်။ ခွားခုလိုဂျိုဟယ်ရဲ့အလုံးလုံးပုံကိုရှင်းပြရရင်ငငယ်တုန်းကဘသူမှမခေါ်ပဲခေါ်တဲ့ကြားရင်ပြန်မထူးနဲ့ဆိုတဲ့ယုံတန်းပုံမြင်တစ်ခုနဲ့ဆင်တူပါတယ်ခွားခုလိုဂျိုဟယ်ကိုအတုံးပြပြီးရန်သူကိုချိန်ပိတ်ချင်ရင်အဲ့ရန်သူရဲ့နာမည်ကိုခေါ်ပြရပါတယ်ရန်သူကပြန်လဲဖြေချတဲ့ဆိုရင်တော့အဲ့ရန်သူကခွားခုလိုဂျိုဟယ်ထဲမှာထာဝရပိတ်မိသွားမှမျိုးဖြစ်ပါတယ်ဒါကြောင့်လေတုံးရောက်မြောက်ရိုင်းခါကဲအေကဂယုကီလိုမျိုးပါဝါဖူးဖြစ်တဲ့ရှင်မြေးကြီးကိုတောင်ခွာခုနိုဂျိုဟန်နဲ့ချိန်ပိတ်ထားနိုင်ခဲ့ပါတယ် ဒုတိယအကြမ်းဆုံး Tavis ကိုတော့ဂျိတ်ပိတ်ထားနိုင်ခဲ့တဲ့အိုးတစ်ခုဖြစ်တာကြောင့် Syria အကြမ်းဆုံး character တွေကိုလည်းဂျိတ်ပိတ်နိုင်မှာအသေးချာပါခွန်အားခုလို့ဂျိုဟဲရဲ့အကြောင်းကိုမသိတဲ့လူဆိုရင်တော့အဲ့လူနဲ့တိုက်ခိုက်ရင်စကားပြောနေမယ်ဆိုရင်တော့အလွယ်တကူဂျိတ်ပိတ်ဖြစ်နိုင်စွမ်းရှိနေခဲ့ပေမယ့်ခွန်အားခုလို့ဂျိုဟဲရဲ့အကြောင်းကိုသိထားတဲ့ Shinobi တွေဆိုရင်တော့ဒီ OG ကအလုံးမဖြစ်နိုင်တော့ပါဘူးဒါကြောင့်ဒီလိုအတုပြုရခက်ခဲတဲ့အိုးနဲ့ဘူးသီးချောက်တွေကိုတော့ဒီနေ့ဗီဒီယိုရဲ့နံပါတ်၈နေရာမှာထားထားလိုက်ပါတယ်ဒီနေ့ဗီဒီယိုရဲ့နံပါတ်7နေရာမှာရောက်ရှိနေခဲ့တဲ့ Fruin Jisuka တော့ Reaper Death C ပဲဖြစ်ပါတယ် ရီဖန်တက်စီကဖူရင်ကျစုလည်းဖြစ်တယ်လို့ခင်ကျစုလည်းဖြစ်ပါတယ်။ခင်ကျစုဆိုတာကတော့တားမြစ်ထားတဲ့ကျစုတွေကိုဆူလိုတာမျိုးဖြစ်ပြီးရီဖန်တက်စီကိုတုံးရင်တုံးတဲ့လူရဲ့အတက်ကတည်ဆုံးပေးရပါတယ်။ဘာလို့ဆိုရီဖန်တက်စီကိုအသုံးပြုမယ်ဆိုရင်ရှိနေခါမီလို့ခေါ်တဲ့တေမင်းနဲ့စာချုပ်ချို့ဆိုထားရတာကြောင့်ပါ။ဒီကျစုကိုပထမဆုံးတီထွင်ဖန်တီးခဲ့ကြတာကတော့ဥစုမာကီမျိုးနွယ်စုဝင်တွေပဲဖြစ်ပါတယ်။အတုံးပြတဲ့ပုံစံကတော့ရှိနေခါမီကအတုံးပြသူရဲ့အစာအိမ်ကနေပါတဆင်ပြမျက်ရဲ့အစာအိမ်ကနေဝိညာဉ်ကိုဆွဲငင်ဆုပ်ယူပြီးချိန်ပိတ်ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဥဇူမာခီတိုင်းကဒီဂျစ်စုကိုအသုံးပြုတဲ့အချိန်တိုင်းမှာသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာပဲရန်သူရဲ့ဝိညာဉ်ကိုချိတ်ပိတ်ပြစ်လေရှိပါတယ်။ရှိနေခါမီကမမြင်နိုင်တဲ့သင်မင်းဖြစ်နေတာကြောင့်အသုံးပြုတဲ့လူကလွဲရင်ချန်တဲ့လူတွေကမမြင်နိုင်ကြပါဘူး။ဒီလိုရှိနေခါမီကြီးကိုအချိန်ကြာကြာဆင့်ခေါ်ထားနိုင်ဖို့ဆိုတာကလည်းချာကရာရီအများကြီးကိုလိုအပ်မှုရှိပါတယ်။ဒါကြောင့်ဒီဂျစ်စုကိုချာကရာပမာဏအရန်များတဲ့ဥဇူမာခီမျိုးနွယ်ဇူဝင်တွေကပဲအသုံးပြုလေရှိကြပါတယ်။ရှိနေခါမီကပြစ်မှတ်ရဲ့ဝိညာဉ်ကိုဆွဲထုတ်လိုက်ပြီးဆိုတာနဲ့ဂျစ်စုမပြီးမချင်းပြစ်မှတ်ဟာရက်တန့်နေမှမျိုးဖြစ်ပါတယ်။ ဒါကလည်းတေမင်းကဝိညာဉ်ကိုသူ့ရဲ့ ability နဲ့ထိန်းချုပ်ထားတာမျိုးဖြစ်ပါတယ်။ဂျေဆုကိုအသုံးပြုတဲ့ရှင်နိုဘီကသူ့ပြင်မဲ့ထက် chakra ပိုပြီးများနေခဲ့မယ်ဆိုရင်တော့ယန်သူရဲ့ဝိညာဉ်တစ်ခုလုံးကိုချိတ်ပိတ်ပြစ်နိုင်စွမ်းရှိပါတယ်။ဒါမှမဟုတ်အသုံးပြုတဲ့သူရဲ့ chakra ကပြင်မဲ့ထက်နဲပါနေခဲ့မယ်ဆိုရင်တော့ပြင်မဲ့ရဲ့အစိအပိုင်းတစ်ခုလောက်ကိုသာချိတ်ပိတ်နိုင်စွမ်းရှိပါတယ်။ဒီအချင်းအရာကိုတော့ Hiruzen က Orochimaru ရဲ့ဝိညာဉ်ကိုချိတ်ပိတ်နိုင်ခြင်းမရှိတော့တဲ့အခါမှာလက်နက်ဖက်ကိုသာချိတ်ပိတ်သွားခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်။ Shikifujin Jutsu ကို series တစ်လျှောက်လုံးမှာနှစ်ချိန်နှစ်ခါအသုံးပြုသွားခဲ့ပါတယ်။ ပထမဆုံးအချိန်ကတော့မီနာထိုကာကူရာမရဲ့ခြာကရာတဝက်ကိုခွဲချမ်းကျိပိတ်တဲ့နေရာမှာအသုံးပြုခဲ့ပြီးဒုတိယအချိန်ကတော့ဟီရူဆန်တယောက်သူ့ရဲ့တပဲကျော်လေးကိုစုံမဖို့အတွက်အသုံးပြုခဲ့ပါတယ်။ဟီရူဆန်ကအဲ့ဘက်ထဲမှာထိုဘီရာမဟာရှူရာမနဲ့အိုရိုချီမာရီရဲ့လက်နက်ဖက်ကိုကျိပိတ်ပစ်နိုင်ခဲ့ပါတယ်။ဒီကျစုကိုအသုံးပြုတဲ့လူကိုယ်တိုင်ကသူ့ရဲ့ဝိညာဉ်ကိုစင့်ခေါ်ထားတဲ့ရှီနီကာမီကိုကျွေးမွေးရပါတယ်။ဒါကြောင့်ကျိပိတ်လိုက်တဲ့ပြစ်မှတ်ရောကိုရောကအဆုံးမရှိတဲ့တိုက်ပွဲကြီးကိုလင်ဘိုဒမန်ရှင်ထဲမှာတိုက်ခိုက်ကြရပါတယ်။ကော်ဖူဘန်နာယူနီဗာစ်မှာဆိုရင်လဲမော်တယ်ရန်နဲ့စပီရစ်ရန်ဆိုပြီးနှစ်ခုရှိသလို့ ။ Naruto Universe မှာဆိုရင်လည်း Pure Land နဲ့ Limbo Dimension ဆိုပြီးနေရာနှစ်ခုရှိနေခဲ့ပါတယ်။ Limbo Run ကတော့ Shinji Kami ကထိန်းချုပ်ပြီးအဲ့ဒီနေရာမှာ Shiki Fujin ကိုအတုံးပြတဲ့လူရောအတုံးပြခံရတဲ့လူရောကထာဝရတိုက်ခိုက်ကြရပါတယ်။ဒီလိုတိုက်ခိုက်မှုကနေပြန်လဲခေါ်ဆောင်နိုင်တဲ့ mask တစ်ခုကိုလည်း Uzumaki Rei ကတီထွင်ထားခဲ့ပြီးအဲ mask ကိုအသုံးပြုကာ Shinigami ရဲ့လက်အောက်မှာကြာရောက်နေတဲ့ဝိညာဉ်တွေကို Pure Land ဘက်ကိုဆင့်ခေါ်နိုင်ပါသေးတယ်။ဒီ mask ကိုဝစ်စင်လိုက်တာနဲ့တပြိုင်နက် Shinigami ကိုစာချုပ်ချုပ်စရာမလိုအပ်ဘဲဆင့်ခေါ်နိုင်စွမ်းရှိပါတယ်။ ဒါအပြင်ရှီနီကာမီရဲ့လှုပ်ရှားမှုတွေကိုကိုယ့်ရဲ့လှုပ်ရှားမှုတွေအတိုင်းလှုပ်ရှားအောင်ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။အိုရိုချီမာရူကတော့ရှီနီကာမီကိုထိန်းချုပ်ပြီးဝိညာဉ်ဖြတ်တဲ့ဒါနဲ့ဘိုက်ကိုခွဲကကျိပိတ်ထားတဲ့ဝိညာဉ်တွေကိုပြန်လွတ်ပေးခဲ့ပါတယ်။ဒီလိုပြန်လွတ်လာတဲ့ဝိညာဉ်တွေကိုတော့လူပြန်မဖြစ်နိုင်တော့တာကြောင့်အဲရိုထန်ဆယ်ရီအနေနဲ့သာပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။ဒီလိုဖန်တီးလိုက်တဲ့အဲရိုထန်ဆယ်ရီကဖြူအားလန်နဲ့သာချိန်ဆက်နေခဲ့ပြီးလင်ဘိုဒမန်ရှင်းနဲ့တော့မသက်ဆိုင်တော့ပါဘူး။ Repentance ဆိုတာအသုံးပြတဲ့လူက powerful ဖြစ်လေလေ၊ယေရှုကလည်းပူပူပြီး powerful ဖြစ်လာပါတယ်။ နောက်ထူလိုမျိုး chakra အများဆုံး character တယောက်က universe မှာရှိတဲ့လူတိုင်းကို repeated စီနဲ့ချိန်ပိနိုင်စွမ်းရှိပါတယ်။ chakra ရန်နေပါတဲ့ခါခန်းရှိတဲ့ shikamaru တို့လိုမျိုး character တွေကတော့ repeated စီကိုအသုံးမပြုသင့်ပါဘူး။ mina ထူလို character ကတောင် kurama ရဲ့ချမ်းလွန်းလာပါတယ်ဆိုတဲ့ chakra တဝက်လောက်ကို repeated စီနဲ့ချိန်ပိဖြစ်နိုင်ခဲ့တာကြောင့်ဒီနေ့ video ရဲ့ number 7နေရာကိုထားထားလိုက်ပါတယ်။ repeated စီကတော့အသုံးပြုသူကိုသိစေနိုင်တဲ့အတွက်ကြောင့်အရင်ချမ်းပင်မဲ့ number 7နေရာကိုရောက်ရှိနေခဲ့တယ်လို့ အရင်ကြမ်းပင်ပဲ user ကိုထိခိုက်စေနိုင်တဲ့ချီပါကူထန်းဆယ်ကဒီနေ့ဗီဒီယိုရဲ့နံပါတ်6နေရာကိုရောက်ရှိနေခဲ့ပါတယ်။ဒီကျစုကိုတော့ဖိန်ရဲ့ developer က black hole အသေးစားလေးတစ်ခုကိုလေထဲမြောက်တင်ပြီး gravity field တစ်ခုနဲ့အတူဥက္ကာခဲကြီးတစ်ခုကိုဖန်တီးခဲ့ပါတယ်။ black hole ဆိုတာအရာဝတ္ထုတစ်ခုရဲ့သိပ္ပဲစာကိုများအောင်လုပ်ပြီးစွဲငင်အချိန်ကိုအလင်းထက်များအောင်တိုးမြင့်ခြင်းအပြင်ရရှိလာတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ black hole ရဲ့စွဲငင်အားကအလင်းကိုတောင်စွဲငင်နိုင်တာကြောင့်အရင်မြန်မာရဲဆိုတဲ့အလင်းကတောင်အဲ့ black hole ကနေထွက်ပြေးနိုင်စွမ်းမရှိပါဘူး။ ဒီလိုဆွမ်းအားတစ်ခုကိုဖန်တီးရတဲ့နာဂါထူတနည်းအားဖြင့်ဥဇူမာကီနာဂါထူရဲ့ chakra ပမာဏကိုလည်းဘရာသားတို့ခန့်မှန်းကြည့်လို့ရနိုင်ပါတယ်။မီနာထူနဲ့ဟီရူဇန်တို့ကလည်းရှိနီကာမီကြီးကိုဝိညာဉ်ကျူရသလိုချီပါကုထန်းဆဲကိုဖန်တီးနိုင်ဖို့နာဂါထူကလည်း chakra အများကြီးကိုကျူရပါတယ်။ချီပါကုထန်းဆဲကလည်းစွဲငင်ရတစ်ခုနဲ့အတူရန်သူကိုဂျိပေးပြနိုင်စွမ်းရှိတာကြောင့်ဖူရင်ကျဆုစည်ရင်မှာဝယ်ရောက်နေရယူထားခဲ့ပါတယ်။ဒီဖိုးကျစုရဲ့ဂျိတ်ပိတ်မှုလက်အောက်ကနေလွမြောက်လာခဲ့ကြတဲ့လူတွေကတော့နာအိုထိုနဲ့ခူရာမာတို့ပဲဖြစ်ပါတယ် နာဂထိုကချီပါကုထန်းစင်နဲ့နာဟုထိုကိုချိန်ပေးဖို့ကြိုးစားတဲ့အချိန်မှာချင်ကျူရီကီဖောင်ရဲ့အမည်စစ်ချောင်းအဆင့်ကိုရောက်ရှိနေခဲ့ပါပြီ။ဒါကြောင့်လည်းနာဂထိုကနာဟုထိုကိုချီပါကုထန်းစင်နဲ့ချိန်ပေးနိုင်ခြင်းမရှိခဲ့တာပါ။နာဂထိုရဲ့အေရိုဗာရှင်မှာတော့ချာဂရာအမောင့်ကိုအကန့်အသတ်မရှိရရှိထားတာကြောင့်ခီလာပြီးနာဟုထိုနဲ့အီတာချီရိုကသူတို့ရဲ့အကျဉ်းဆုံး offensive ability ကိုအတိုးပြပြီးနာဂထိုရဲ့ black hole ကိုဖျက်ဆီးပစ်နိုင်ခဲ့ကြပါတယ်။ချီပါကူထန်းဆယ်ကိုစီးရီးတစ်လျှောက်လုံးမှာပုံစံနှမျိုးနဲ့မြင်တွေ့ခဲ့ရပြီးနောက်တစ်ခုကတော့ဆာစကဲအတုပ်ပြုခဲ့တဲ့ချီပါကူထန်းဆယ်တွေပဲဖြစ်ပါတယ် စာစကဲကသူ့ရဲ့ကိုပိုင်ချီပါကိုထန်းဆယ်ရီနဲ့အတူသေးဘစ်တွေကိုထိ ंछ ုံနိုင်ဖို့ကြိုးစားခဲ့တာပါ။ဒါဆိုရင်နာဂါတိုဖန်တီးခဲ့တဲ့ချီပါကိုထန်းဆယ်မှာကြာသေးဘစ်ဖောင်ကိုတဝက်တာပြောင်းလဲနိုင်တဲ့နောက်ထူကဘာကြောင့်လွတ်မြောက်လာနိုင်ခဲ့တာလဲပေါ့။တကယ်တမ်းစာစကဲအသုံးပြတဲ့ချီပါကိုထန်းဆယ်နဲ့နာဂါတိုအသုံးပြခဲ့တဲ့ချီပါကိုထန်းဆယ်တွေကလုံးဝမတူညီခဲ့ကြပါဘူး။အသေးစိတ်သေးသေးချာချာရှင်းပြရရင်တော့စာစကဲနဲ့နာဂါတိုရဲ့ကြွားချချက်ကဘလက်ဟိုးပဲဖြစ်ပါတယ်။ ။ Nagato ကနာအိုတိုကိုခြေပိတ်နိုင်ဖို့ Black Hole တစ်ခုကိုဖန်တီးခဲ့ရပြီး Sasuke ကတော့ Hibis တွေကို Black Hole အဖြစ်ဒိုဂျစုနဲ့ပြောင်းလဲခဲ့တာကြောင့်အလွတ်လုံနိုင်တဲ့အတိုင်းအတာချင်းကလည်းပြောင်းလဲသွားခဲ့ပါတယ်။ Series ရဲ့ Final Boss တစ်ကောင်ဖြစ်တဲ့ Madara ကတော့ Chibaku Tensei တွေကိုခြေပိတ်ဖို့အတွက်မဖန်တီးခဲ့ပါဘူး။ဒါကြောင့်ထေပိစွေကိုတောင်ဂျိပိနိုင်ခဲ့တဲ့ချီပါကူထန်းဆက်ကိုတော့ဒီနေ့ဗီဒီယိုရဲ့နံပါတ်6နေရာမှာထားထားလိုက်ပါမယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်5နေရာမှာရောက်ရှိနေခဲ့တဲ့ဂျီဆူကတော့နာအိုထိုအသုံးပြုခဲ့တဲ့ Magnet Release ရာ single ပဲဖြစ်ပါတယ်။ နောက်သူကသူ့ရဲ့ Safe for Sipper Chakra မုတ်ကိုဟာကူရိုမိုစီကနေလက်ခံရရှိပြီးတဲ့အချိန်မှာ Thebes ရေစီကနေကဲ့ကဲ့ကဲ့ခိုင်စွာတွေကိုအသုံးပြုနိုင်ခဲ့ပါတယ်။ဒါကြောင့်နောက်သူတယောက်သူ့ရဲ့ Racing Gun နဲ့ Shukaku ရဲ့ Magnet Release ကိုပေါင်းဆက်ပြီး Full Jitsu တစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။ဒီရာစိကန်မှာဆိုရင်ရှုခါကုစီမှာပါဝင်တဲ့ဂျွင်းတစုနဲ့ပေါင်းဆက်ထားတာကြောင့်ဂျိပိတ်နိုင်စွမ်းကလည်းအရန်အရန်မြင့်မာပါတယ်။အတော်ပြူတဲ့ပုံစံကတော့နာအိုထူကသူ့ရဲ့ရာစင်ကန်နဲ့ပြစ်မှတ်ကိုတိုက်ခိုက်လိုက်တဲ့အချိန်မှာပြစ်မှတ်ကိုရှုခါခွေရဲ့ဂျွင်းတစုအမှတ်အသားတွေကဂျိပိတ်ပေးသွားမှမျိုးဖြစ်ပါတယ်။ ိတ်ဝင်စားဖို့ကောင်းတဲ့မေကွန်းကတော့နောက်ထိုဂျိပိတ်တာစီလိုက်တဲ့အရှာကမာဂျရာရဲ့လင်ဘိုခလုံးတစ်ခုသာဖြစ်ပါတယ်။လင်ဘိုဆိုတာဖြူဝါလိုင်ရဲ့ parallel dimension တစ်ခုဖြစ်ပြီး nature အရာဆိုရင်ဖြူဝါလိုင်ရဲ့ mortal ray ကလင်ဘိုဘက်က immortal ray ကိုတတ်ခိုက်နိုင်စွမ်းမပြောနဲ့မြင်နိုင်စွမ်းတောင်မရှိကြပါဘူး။ဒီလိုအခြေအနေတစ်ခုမှာနောက်ထူရဲ့ Rising Gun ကမာဂျရာရဲ့ Limbo ကလုံးတစ်ခုကိုတောင်ချိတ်ပိတ်ထားနိုင်ခဲ့တာကြောင့်တော်တော်လေး powerful ဖြစ်တဲ့ Fuwin Jutsu တစ်ခုပဲဖြစ်ပါတယ် တန်တီရဲ့ချာဂရာနဲ့အခြားပရလက်ဒမန်ရှင်းကိုတောင်ထိန်းချုပ်ထားနိုင်တဲ့ Jupiter ရဲ့ Shadow Limbo ခလုံးတကောင်ကိုတောင်ချိန်ပိတ်နိုင်ခဲ့တဲ့ Naoto ရဲ့ Magnet Release ရာစင်ကန်ကနံပါတ်5နေရာမှာရောက်ရှိနေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ Fujitsu ကတော့ Uzuma Kirita အတုံးပြူနိုင်ခဲ့တဲ့ Adamantine Change တွေပဲဖြစ်ပါတယ်။ Adamantine Change တွေဆိုတာ Uzuma Ki ရဲ့ Pure Blood တွေသာအတုံးပြူနိုင်တဲ့ Avalanche တစ်ခုဖြစ်တာကြောင့် Siri ထဲမှာတော့ Kushina နဲ့ Karin တို့ကသာအတုံးပြူနိုင်ခဲ့ကြပါတယ်။ နာဂါထိုကတော့မွေကလေးကရေဝဲတန်းပြီးမှမကြည့်တင်ခဲ့ရတာကြောင့်အဒမတိုင်ချင်းရွှေကို မတင်ယူနိုင်ခဲ့ရှာပါဘူး။ဥစုမာခီမျိုးနွယ်စုရဲ့စစ်မှန်တဲ့မျိုးဆက်တွေကသူတို့ရဲ့ခန္ဓာကိုယ်ကနေအရာရာကိုချိန်ပိတ်နိုင်တဲ့တန်ကျိုးတွေကိုရရှိပိုင်ဆိုင်ချပါတယ်။အဒမတိုင်ဆိုတာနာဂါထို3တခြားလုံးမှာ powerful အဖြစ်ဆို material ရဲ့တစ်ခုလည်းဖြစ်ပါတယ်။တင်စားရရင်တော့နာဂါထို universe ရဲ့ vibranium တစ်မျိုးလည်းဖြစ်ပါတယ်။ရေပူရအပြင်ဆိုရင်တော့အဒမတိုင်တွေကိုပဲအရာဝတ္ထုပဲကျစုနဲ့မှမဖြည့်ဆည်းပြနိုင်ချပါဘူး။ ရိုးရိုးရှင်းရှင်းပြောရရင်တော့အရာရာကိုဖျက်တောက်နိုင်ပါတယ်ဆိုရယ်အိုရိုချီမာရုရဲ့ကုဆာနာကီဓာတ်ကတော့အတမန်တိုင်းချင်းစွေကိုမဖျက်တောက်နိုင်ခဲ့ပါဘူးဟီရိုဆန်ကသာအဲ့နေရာမှာဆာရူထိုမီမျိုးနဲ့စုမဟုတ်ပဲဥဇူမာကီမျိုးနဲ့စုဝင်တာဖြစ်နေရင်အိုရိုချီမာရုကိုအတမန်တိုင်းကျိုးနဲ့ရောရီပါဒက်စီနဲ့ပါတေးသေးချာချာချိန်ပိတ်နိုင်ခဲ့မှာပါဒီတန်ကျိုးတွေကအရှမ်းခိုင်ခန့်လွန်တာကြောင့်အကျန်းဆုံးသေးဘစ်ဖြစ်တဲ့ခူရာမာကိုတာကုရှိနာကတယောက်တည်းထိချုပ်နိုင်ခဲ့ပါတယ် ဒီအချိန်အနည်းမှာရှိတဲ့ခူရာမရဲ့ chakra ကတဝမ်းမဟုတ်ပဲအပြည့်ဖြစ်တာကြောင့်မီနာထိုးထက်တာကုရှိနာရဲ့ထိန်းချုပ်နိုင်စွမ်းကပုံမှုမြင့်မာနေကြတာပါကျွန်တော်ဆိုလိုချင်တဲ့သဘောကမီနာထိုးရဲ့ report တက်စီတဲ့ကုရှိနာရဲ့အတ္တမထိုင်ကျိုးတွေကပိုပြီးထိန်းချုပ်နိုင်ခဲ့ပါတယ်ခူရာမဆိုတာထန်းထည့်ရဲ့50ရာခိုင်နှုန်းဖြစ်ပြီးဒီလို50ရာခိုင်နှုန်းတော့ chakra တွေကိုကုရှိနာကအတ္တမထိုင်ကျိုးတွေကိုတုံးပြီးတယောက်ခဲထိန်းချုပ်သွားခဲ့တာပါကုရှိနာကနာအိုထိုးကိုအတ္တမထိုင်ကျိုးတွေကိုအတုံးပြနိုင်အောင်ကူညီပေးသွားခဲ့ပါတယ်အတ္တမထိုင်ကျိုးတွေကိုချိန်ပိတ်တဲ့နေရာမှာရေဘူးရအပြင်အတုံးမပြချပါဘူး ခရင်ကတော့အဒမ်ဘတိုင်ကျိုးတွေကိုတိုက်ခိုက်တဲ့နေရာမှာအသုံးပြုခဲ့ပါဗါး။ထိုပြီးဖန်တီးထားတဲ့ဗုဒ္ဓရုပ်တုကြီးကိုဖျက်ဆီးဖို့အတွက်ခရင်ကသူ့ရဲ့အန်တမတိုင်ကျိုးတွေကိုအသုံးပြုခဲ့တာပါ။အိုဆူမာကီမျိုးနဲ့ဇူရဲ့ pure blood တွေကတော့အဒမ်မတိုင်ချင်းဆွေကိုတုံးတဲ့နေရာမှာတော်တော်လေးကိုအထာကျနေခဲ့ကြပါဗါးဒါကြောင့်ဒီနေ့ဗီဒီယိုရဲ့ number 4နေရာမှာတော့အိုဆူမာကီရဲ့အဒမ်မတိုင်ချင်းဆွေကရောက်ရှိနေခဲ့ပါဗါးကျိုးဆိုလို့ဒီနေ့ဗီဒီယိုရဲ့ number 3နေရာမှာရောက်ရှိနေခဲ့တဲ့ fuizuka.demonic statue chain ပဲဖြစ်ပါတယ် ဒီကျိုးတွေက Renegancy က Outer Prayer Availability တခုဖြစ်ပြီးထိတွေ့လိုက်တဲ့အရာမှတ်တမ်းများကိုစွဲငင်ဆုပ်ယူချိတ်ပိတ်နိုင်စွမ်းရှိနေခဲ့ပါတယ်။ကျွန်တော်တို့ series တစ်လျှောက်လုံးမှာဒီကျိုးတွေကိုအသုံးပြုနိုင်တဲ့လူ၂ယောက်ကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့လူ၂ယောက်ကတော့ Naga Tone နဲ့ Obito ဖြစ်ပြီး Obito ရဲ့ကျိုးတွေကပုံမူပြီးတာလွန်ကောင်းမွန်နေခဲ့ပါတယ်။ဒီကျိုးတွေကအတံပတိုင်ကျိုးတွေလိုမာကျော်ယုံကမက Thebes ရဲ့ Chakra တွေကိုလည်းဆုပ်ယူနိုင်ခဲ့ပါတယ်။ Thebes တွေကလည်းဒီကျိုးတွေနဲ့ချုံနောက်ခံရတဲ့အချိန်မှာများပြားတဲ့နာကျင်မှုတွေကိုခံစားကြရပါတယ်။ ။ Obito က Naga Tu နဲ့မတူဘဲ Black Receiver တွေကိုအတုပြုပြီး Demonic Chamber နဲ့ပေါင်းဆက်အတုပြုခဲ့ပါတယ်။ Obito ကသူ့ရဲ့ Black Receiver နဲ့ဖတ်၆ခုရဲ့တခုချင်းစီတိုင်းကိုပေါင်းဆက်ထားတာကြောင့်ဖတ်၆ခုစလုံးကယာယီ Jinjuriki ရဲ့အဖြစ်ပြန်လည်ပြောင်းလဲနိုင်စွာရှိပါတယ်။သေးပြီဆိုရယ်စွမ်းရည်တွေကိုလည်းအကောင်းဆုံးဖိနှိပ်နိုင်ခဲ့ပြီးဂဲရိုရုပ်ထုကြီးတဲ့ကိုချိန်ပိတ်နိုင်ခဲ့ပါတယ်။ Obito တယောက် Renegade ရဲ့ Ultra Pack ကိုထိန်းချုပ်နိုင်သွားတာကြောင့်ပုံမှန်ဆိုရင် Gado Statue ကနေထွက်လာတဲ့ချင်းတွေကို Obito ကသူ့ရဲ့ခန္ဓာကိုယ်ကနေပါထုတ်လာနိုင်ခဲ့ပါတယ်။ ဩဘီတိုကတော့ထေးပြီးဆွေကိုဂဲတို့ရုပ်ထုတဲ့ကိုရှာဖို့တကောင်ဂျီစီခေါ်လဲလုတ်ခဲ့ရပါမယ်။မာထရာကဒီဂျိုးတွေကိုအသုံးပြုတဲ့အခါမှာတော့ထေးပြီးဆွေရဲ့အကုန်လုံးကိုတပြိုင်နက်တည်းချိန်ပိနိုင်ခဲ့တာပါ။ချီဘာကူထန်းဆက်ဆိုရာရုပ်ပန်းဆိုင်ရာခန္ဓာကိုယ်ကြီးကိုပဲချိန်ပိနိုင်တာကြောင့်ဒမွန်နစ်စတူရဲ့ဂျိုးတွေကဒီနေ့ဗီဒီယိုရဲ့နံပါတ်3နေရာကိုရောက်ရှိနေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့ Fuin Jisoo ကတော့ Game for the Great God ပဲဖြစ်ပါတယ်။ဒီဂျီစုကိုဟာရှီရာမတယောက်ပဲသူ့ရဲ့စိတ်မုတ်ကိုရရှိပိုင်ဆိုင်ထားတဲ့အချိန်မှာအသုံးပြုနိုင်ခဲ့ပါတယ်။ အသောပြုတဲ့ပုံစံကတော့ဟာရှိရာမတယောက်စိတ်မုန်းတဲ့အတူထိုရီဂျီတွေကိုစင်ခေါ်ပြီးထန်းထိပ်ရဲ့အမျိုးတွေကိုချိန်ပိတ်တားဆီးခဲ့တာမျိုးပါထိုရီဆိုတာဂျပန်နိုင်ငံရဲ့ရိုးရာဂိတ်တမျိုးပဲဖြစ်ပါတယ်ဒီထိုရီဂျီတွေကလေပေါ်ကနေပြုတ်ကျလာတာမျိုးဖြစ်ပြီးဟာရှိရာမတယောက်ဘယ်ကနေဘလို့စင်ခေါ်တယ်လဲဆိုတာကိုတော့တိတိကျကျမသိရပါဘူး Now to Universe မှာလည်း One Piece Universe လို့မျိုး Sky Pia ချွန်များရှိနေသလားတောင်ထင်မဲ့ရပါတယ်ဟာရှိရာမကထိုရီဂျီတွေကိုအယွဲအစားမျိုးစုံနဲ့စင်ခေါ်ဖန်တီးနိုင်ပြီး ဆယ်မီးကိုလည်းထိ ंछ ုံနိုင်ခဲ့တယ်လို့ထန်းထီရဲ့ဂျီဂျူရီကီဖြစ်တဲ့ဂျူပီတူကိုလည်းထိ ंछ ုံနိုင်ခဲ့ပါတယ်။ထန်းထီရဲ့အမည်ဆယ်ချောင်းကိုတော့ထန်းစီနဲ့ဂျိပိတ်ခဲ့တာမျိုးဖြစ်ပြီးခေါင်းကိုတော့ဟတ်စီနဲ့ဂျိပိတ်ထားခဲ့တာမျိုးဖြစ်ပါတယ်။ထန်းထီကိုတော့ဟာရှီရာမာကသူ့ရဲ့ထိုရီတွေနဲ့အကောင်းဆုံးထိ ंछ ုံထားနိုင်ခဲ့တဲ့ဆိုပေမဲ့ထန်းထီရဲ့ဂျီဂျူရီကီဖြစ်တဲ့ဂျူပီတူကိုတော့မထိ ंछ ုံနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာစင်ခေါ်ထားတဲ့ဟာရှီရာမာရဲ့အဲဒိုဗာရှင်ကအိုရိုချီမာရုရဲ့ဆန်တက်ဆယ်ဗာရှင်တစ်ခုဖြစ်တာကြောင့်တော်တော်လေးလေးအားနည်းနေခဲ့ပါတယ်။ ဟာရှီရာမရဲ့ prime version သာဆိုရင် ob2 ကိုလှုပ်မရတဲ့အထိထိန်းချုပ်ထားနိုင်ခဲ့မှာအသေးအချာပါဘာလို့ဆို10 t ရဲ့ version အ query ဖြစ်တဲ့ thebi ဆိုရအကုန်လုံးကိုတော့ဟာရှီရာမတယောက် pokemon လေးရေလိုမျိုးလိုက်လံဖန်ဆီးထားနိုင်ခဲ့တာကြောင့်ပါဟာရှီရာမာကသူအသုံးပြုတဲ့ Tori site ရဲ့သေးချင်းကြီးချင်းကိုလိုတလိုလုဆောင်နိုင်ခဲ့ပြီး Tori ရဲ့သေးချင်းကြီးချင်းအပေါ်မှာ MTB spread နိုင်စွမ်းကလည်းကွာခြားသွားပါတယ်။ဒါကြောင့်ဒီနေ့ video ရဲ့နံပါတ်1နေရာမှာတော့ဟာရှီရာမာရဲ့စိတ်အတက်တမျိုးဖြစ်တဲ့ Gate for the Great God ကရောက်ရှိနေခဲ့ပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ Foreign Tissue ကတော့ခကူယာကိုတောင်ချိန်ပိတ်နိုင်ခဲ့တဲ့ Super Chipa ကိုထမ်းဆဲပဲဖြစ်ပါတယ်။ For Crystal Ray Formation Tissue ကအသုံးပြုဖို့လူ၄ယောက်လိုအပ်ပြီး Super Chipa ကိုထမ်းဆဲကတော့အသုံးပြုဖို့လူ၂ယောက်လိုအပ်ပါတယ်။အဲ့လူ၂ယောက်ကလည်း Sunsi နဲ့ Monsiro ကိုလက်ခံရရှိပြီးမှပြစ်မှတ်ကိုအထူးတကားထိလိုက်ခြင်းအပြင် Gravity Feed တစ်ခုအနေနဲ့သတ်မှတ်ပေးနိုင်မှာမျိုးဖြစ်ပါတယ်။ဆိုတော့ဒီလို Sunsi နဲ့ Monsiro ကိုလက်ခံရရှိဖို့အတွက်ဆိုရင်အဲ့လူ၂ယောက်မှာက Super Sentisu Chakrari လဲလိုအပ်မှုရှိပါတယ်။ စီတခုကတော့ရှင်ဖာဝါကိုကိုစားပြုထားပြီးနောက်ထပ်စီတခုကတော့ရှမ်ဖာဝါကိုကိုစားပြုထားပါတယ်ဟာကိုရိုမိုနဲ့ဟာမူရာတို့ရဲ့အဖြစ်ကိုပြန်ကြည့်မယ်ဆိုရင်ဟာကိုရိုမိုကဆန်စီကိုကင်ဆောက်ပြီးဟာမူရာကတော့မွန်စီကိုပိုင်ဆိုင်ပါတယ်စာစကဲနဲ့နာအိုထူတို့ရဲ့အဖြစ်အပျက်ကိုပြန်ကြည့်မယ်ဆိုရင်တော့နာအိုထူကဆန်စီကိုရရှိပိုင်ဆိုင်ခဲ့ပြီးစာစကဲကတော့မွန်စီကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်ဆန်စီကတော့စစ်ပရစန်ချစ်စုချာဂရာရဲ့ရန်ဆိုင်ကိုရရှိပိုင်ဆိုင်နိုင်ပြီးမွန်စီကတော့စစ်ပရစန်ချစ်စုချာဂရာရဲ့ရင်းဆိုင်ကိုရရှိပိုင်ဆိုင်ပါတယ် ကတူယာရဲ့ချာဂရာဖူးကထန်တီထပ်ပေါ်များနေတာကြောင့်ဆာစကဲဖန်တီတဲ့ချီပါကူထန်ဆက်ထပ်ပိုပြင်းတဲ့စွဲငင်ရတခုကိုထုတ်ပေးနိုင်ပါတယ်။စစ်ပါချီပါကူထန်ဆက်ကနာရူတိုယူနီဗာစ်မှာတည်ရှိနေတဲ့လအယောအစားလောက်တောင်ဖြစ်ပေါ်ဖန်တီနိုင်စွမ်းရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ပထမဆုံးလဖြစ်ပြီးဒုတိယလကိုတော့ကတူယာရဲ့ဒိမန်ရှင်တခုမှဖန်တီဖြစ်ခဲ့ကြပါတယ်။ဒီအဗလတီကရင်းနဲ့ရန်ဆန်ဂျီစုချာဂရာတွေကိုပေါင်းဆက်ထားတာဖြစ်လို့ရင်းနဲ့ရှာရီကန်ရဲ့အဗလတီတွေကိုပါဖိနှိပ်ပြနိုင်စွမ်းရှိပါတယ်။ ဒီကျစုနဲ့ဂျိတ်ပိတ်ခံလိုက်ရပြီဆိုရင်တော့များသောအားဖြင့်ရွေးချယ်စရာဘာမှရှိမနေတတ်ပါဘူးဇက်စုကတော့ခက်ကူရာကိုပြန်လဲဆင့်ခေါ်နိုင်ဖို့မာဂျရာကိုအတုံးချခဲ့ပြီးမာဂျရာကတော့ခက်ကူရာကိုပြန်လဲဆင့်ခေါ်ပေးနိုင်ခဲ့ပါတယ်အာနေချက်တစ်ခုကတော့ဒီလိုပြန်လဲဆင့်ခေါ်နိုင်ဖို့နှစ်ပေါင်းများစွာတောင်ကြာမြင့်ခဲ့တယ်ဆိုတာပါပဲကဲဒါရီကတော့နာအူထိုယူနီဗာစီရဲ့အကျန်းတကအကျန်းဆိုဖူရင်ဂျစ်စုဆက်ခုအကြောင်းပဲဖြစ်ပါတယ်ဘရာသာတို့ကြိုက်နှစ်သက်တဲ့ဖူရင်ဂျစ်စုတွေရှိရင်လည်းအောက်က comment လေးမှာဝင်ရောက်ဖြေချပေးသွားနိုင်ပါတယ်